ဘောဖာများအလုံးမင်္ဂလာပါ clock corner နဲ့လေ Manchester United နဲ့ Sunderland တို့ရဲ့ပွဲပြီး30ချက်လေးဖြစ်ပါတယ်ပွဲပြီး30ချက်လေးလို့ရပါတယ် okay အဲဆိုလို့ဆိုရင်ကျွန်တော်တို့အဲကျွန်တော်တို့အဲပွဲပြီး30ချက်လောက်ရအောင်ပွဲပြီး30ဒီမှာခမန်းထားတဲ့လူစင်းအတိုင်းလေးရတော့ကျွန်တော်အနေငယ်မန်ချက်စတာယူနိုက်တက်ကတော့ရှိတယ်သူတို့ အနှဲငယ်ပြောင်းလဲရှိတယ်။ကွင်းလင်မှာတော့အကျွန်တော်ပွဲကြိုမဲ့တို့ပဲသူတို့မန်ချက်စတာယူနိုက်တက်ကတော့2-0ဆိုပြီးတော့အဲအနိုင်ရကိုတော်တော်လေးမှကောင်းမွန်တဲ့အအဆုံးသက်လို့မျိုးပြောလို့ရတယ်။ဟုတ်လားဆရာလားအထူးသဖြင့်မန်ချက်စတာယူနိုက်တက်နဲ့တွေ့ရတဲ့အချိန်မှာသူတို့အနေနဲ့ဘလို့မှမန်ချက်စတာ ော့မရှိတဲ့လောက်လိုမျိုးတော်တော်လေးပြောလို့ရတယ်ဒီဘက်မှာတော့အဲဒီမှာကောင်းမွန်တဲ့အဖက်ကအဲမူးမူနဲ့တွေ့အတွေ့လေးရတယ်ချိတ်ဆက်တွေကတော်တော်လေးမှလိုအပ်ချက်တွေများခဲ့တဲ့ပွဲတွေရှိတယ်ဗျာဒါမှမဟုတ်ဒီနေ့ပွဲမှာဒီမှာကောင်းမွန်တဲ့ကစားသမားတွေဥပမာဖရန်ဒက်တို့ဘာတို့ဆိုလို့ရှိရင်ဒီပုံမှာကောင်း လုံးပေးပမှုမှုတွေမှာလည်းတော်တော်လေးမှကောင်းမွန်တဲ့ကစားသမားတွေဖြစ်တဲ့အထူးသဖြင့်နောက်တက်နောက်တက်ကျွန်တော်တို့တွေ့ခဲ့ရတယ်အထူးသဖြင့်ဆန္ဒလမ်းရဲ့တိုက်ဆက်ဆင်မှုတွေမှာသူတို့ထောက်တာတွေမှာတော်တော်လေးမှကောင်းမွန်တယ်လို့ပြောလို့ရတယ်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွင်းကလေးခြေလောက်ပြန်အဲအမနဲ့အဘူမူတို့ရဲ့အတွဲကိုပဲကျွန်တော်တို့ဒီတွဲက ိုပြန်ချရပေးတဲ့အလုံးကိုအဘူမူကနေပြီးတော့အကိုရှိတော်လေးမှာအကောင်းမွန်တယ်လို့ပြောလိုက်ရမယ်။သူတစ်ချက်ထိုင်းနဲ့ထိုင်းမြန်နဲ့တိုင်းပြီးတော့အဲသူတို့ဥဆောင်ကိုရရဗျာ။အပြီးလည်းပြောသူတို့အဒီတိုင်းပဲတောက်ချက်နေတယ်။အကောင်းမွန်တဲ့အလုံးတွေရှိသွားတယ်လို့အတို့ရဲ့တိုက်စစ်မှုအ MSS ကို ဆိုလို့ချင်းဒီထက်ပိုပြီးတော့ဂိုးပြတ်သွားမယ်လို့ကျွန်တော်တော့အထင်တယ်နောက်ကြတော့တော်လေးကအဘရူနိုရဲ့ကံကျက်တော်တော်လေးကကောင်းတယ်အဲ့ဘောတော်လေးပုတ်သွားတိုင်ထိပ်ွားလေးပြီးလဲပြီးတော့ဘောလုံးကပြန်ပြီးတော့ရှန်ကြလာတဲ့ဟုတ်သားကိုကုဒမားကလည်းလဲနေပြီသူခေါင်းတိုက်လိုက်တဲ့အချိန်မှာလုံးဝဂိုးသွားပြီးချိန်မှာတပည့် ်ဂွင်သိနဲ့အဲဂိုးလို့တော့ကျွန်တော်ထင်တယ်ဒါမှမဟုတ်အမေကောင်းလဲမပေးနိုင်ဘူးဒီနေ့တပွဲလုံးမှာပထမတစ်ပိုင်းလုံးမှာကြည့်လို့ဆိုလို့စင်စင်ပေါက်နဲ့လို့ရတယ်ကျွန်တော်အဆုလို့ရနောက်တစ်လုံးနောက်တစ်လုံးကျတော့ဘက်ဂျမင်ဆော့ကိုသွင်းလာတယ်အဲ့တလုံးအဲ့ချိန်မှာကျွန်တော်တို့အဲ96ကိုပဲသူတို့ဓာတ်တိုက်လက်ပစ်ပေးတယ်။တစ်ဖက်ကဆန်းနာနောက်တိုင်း mà đó sau tôi gọi cho tôi theo dấu đấy bé sau tôi gọi cho tôi theo dấu đấy sau tôi gọi đó ưu thằng ngủ thay bị đột này thì đấy mà về từ lúc mà bánh mà tôi lưu mà có lâu này chi có một này lưu pio lưu dài này đu đu quá đu lâu này pio này này có một mù dọ Manchester United này là đi đi bôi mà cũng တူဝဲလောက်နဲ့ပဲမန်ချက်စတာယူနိုက်တက်အနိုင်မယ်လို့ကျွန်တော်ခန့်မှန်းထားတာဒါမျိုးဒီလောက်နဲ့တဝဲလို့တော့ပြောလို့ရတယ်တစ်ဖက်ကဆန်နာလန်ဆန်နာလန်ကတော့ကျွန်တော်တို့တစ်ချက်ဆန်နာလန်ကဒီတန်တက်လာပြီအဲ့တော့ကျွန်တော်တို့လည်းအဲအခုမန်ချက်စတာမတွေ့ငါးပွဲဆိုလို့ဆိုရင်ဗျာသူရှုံးပွဲတွေပါတယ်မရှိဘူးသူတို့နှစ်ပွဲနိုင်ထားတယ်ပြီးတော့ဒီလောက် အိမ်ကမှလာရောက်ရှင်ပြိုင်တဲ့အခါမှာသူတို့တော့ကလုံးဝတော့ထင်သားလောက်တလောက်ဘလို့မှမဟုတ်မန်ချက်တာယူနိုက်တက်ရဲ့ကစားသမားတွေရဲ့လုံးသမားကိုသူတို့သိပြီးတော့ခံရနေပြနေနဲ့လေတော်တော်လေးကိုကောင်းမွန်တဲ့လူထုပုံတွေပြလို့စလို့စင်သူတို့လိပ်ကောင်းကျွန်တော်ပုံစံတွေတွေ့ရတယ်ဒီတော့ကြောင့်လဲကျွန်တော်တို့အဲမင်းနဲ့ချေ 60ဒီလောက်ကိုသူတို့ရဲ့ဘောလုံးပိုင်ဆိုင်မှုက88လောက်အထိကိုပိုင်ဆိုင်ပြီးတော့သူတို့လုံးဝထိန်းချောက်ပြီးထိတ်ချောက်တယ်ပြီးလို့ဆိုရင်တို့ရဲ့အဲလိုချင်တဲ့ကစားကွက်ကိုတို့ပုံဖော်ပြီးတော့တောင်းတော့ဘုံလောက်မှာတို့အဲလူသားတွေပါစားလဲပြီးလို့ဆိုရင်မိစိမောက်တို့ပါတို့ထုတ်တယ်ပြီးလို့ဆိုရင်ဘုရင်နေ့ပွဲမှာနည်းနည်းထောက်သွားတာတို့ရဲ့ကွင်းလယ်အချမ်းမှာတော်တော်လေးမှနည်းနည်းတိတာပါအဲ ကတော့တော့သူတို့ရဲ့တိုက်ဆိုချင်းချောင်းနိုင်မှုကတိတ်ယူရောမရှိဘဲနဲ့မစ္စမောက်တော့ပါတော့ကတ်စမိုက်တို့ဘာလို့ထွက်တယ်ဗျာပြီးလို့ဆိုလို့ချင်းအံပူးမှုတို့ထွက်တယ်အဲ့ချိန်မှာလဲကြဘယ်လိုဖြစ်လဲကြအာဒုတိယပိုင်းကျွန်တော်တို့မိနစ်80ကျော်လောက်မှာဆိုလို့ဆိုရင်အဲဝမ်မန်ဝမ်အာစေသွားတဲ့အလုံးတစ်လုံးရှိလို့တယ်တော်တော်လေးကတက်တာရရွာ ဆက်ပြီးတော့ဆက်လက်တည်ရှိနေမယ်လို့တော့ကျွန်တော်ထင်တယ်အဲ့အတွက်ကြောင့်အာနောက်ပွဲနောက်ပွဲအမွေအနေနဲ့အဒီလိုမျိုးအတတိချက်ကလေးကစားသမားတွေဆိုစင်နိုင်ပွဲတွေကိုဆက်လက်အဖော်ဆောင်နိုင်မယ်လို့တော့ထင်တယ်ဒီနေ့အပွဲကလည်းအဆန္ဒလန်လည်းတိတ်ပြီးရှုံးဝဲတိတ်မရှိတဲ့ပွဲအတင်းဥမာ တဲ့အတွက်ကြောင့်တော်တော်လေးကိုမှအကောင်းနဲ့ရလက်လို့ပြောလို့ရတယ်ဒီနေ့ဘွယ်လုံးတိုင်းတာမှာနော်ကျွန်တော်ဖြစ်တယ်မစ္စမကတော်တော်လေးကိုမှကောင်းတယ်သူ့ရဲ့အဲတုံးသူပထမပိုင်းနေဆိုလို့ရှိရင်လည်းတော်တော်လေးကိုမှကောင်းမွန်တယ်တယ်လို့ပြောလို့ရတယ်ဒီတစ်ဖက်ကအတွေ့ဖက်အမှုမှုနဲ့ကျွန်တော်တို့အမှတ်နဲ့ရလဲတော်တော်လေးမှကောင်းမွန်တဲ့အတွက်ဖတ်တယ်လို့ ိတ်ပြီးတော့ဘောလုံးမပြတ်ဖိုင်နေဒီနေ့ပွဲမှာတော့တပွဲလုံးတိုက်ရတာရတော်တော်လေးကိုကောင်းမွန်နေတတ်တော့ပဲကြောအဲကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါလေလာရောက်ကြည့်ရှုပေးတဲ့ညီကိုကျေးဇူးအများကြီးတယ်သူဖြစ်မယ်လို့ထင်လဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးတော့လို့ရပါတယ်ကျွန်တော်ရဲ့ like and subscribe